အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခပါဒီနေ့မှာကျုံမိတ်ဆွေများအတွက်ကျွန်တော်တရုတ်ကနေမိတ်ကြည့်ပြီးမှာဖြစ်ပါတယ်ဒီနေ့မှာတော့တောက်ကြသားမိအတွက်ပါဒီလာမဲ့ဆက်တလပိုင်းအတွက်တောက်ကြသားမိအတွက်အချီရေးအိမ်ဆောင်ရေးစီးပွားငွေကြေးလောက်ကဲပညာရေးသားမိကံခအစုံငွေကြေးကစားကျွန်တော်စုံလျောင်းလေးကြည့်ပေးမယ်ပြီးရင်မြွေနောက်မှာကျွန်တော်ရေတရာလေးလည်းပေးမယ်ဒီရေတရာလောက်ထားမယ်ဆိုရင်ဒီလာမဲ့ဆက်တလပိုင်းမှာတောက်ကြသားမိအတွက်ကံကောင်းခြင်းတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရေတရာပြောင်းလုပ်ပေးပါဦးကျွန်တော်ကဂျန်တွေ့ချင်ပါတယ် ကျောင်းမိတ်ဆွေတွေကိုကျွန်တော်ဗီဒီယိုလေးမစခင်ခင်မှာကျွန်တော်အကူအညီတွေကိုတောင်းချင်ပါတယ်ဒီဗီဒီယိုမျက်နာနဲ့ဝေမျှခြင်း share ခြင်းလုပ်ဖို့လောကလောကမေးပါနဲ့ခင်ဗျာကိုလိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေဒီဗီဒီယိုမြင်ပြီးတော့သူတို့တွေကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေတွေကျွန်တော်ကဖတ်တူကူလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမျက်နာနဲ့ share ဝေမျှခြင်းလုပ်ဖို့လောကလောကမေးပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ခင်ဗျာ ီဆက်တလပိုင်းအတွက်တောက်ကြသားမိအတွက်ကံကောင်းနေလားကံဆိုးနေလားနှစ်ခုနဲ့မေးရင်ကောင်းအားက80လောက်ရှိနေပါတယ်တတိထားရမှာ30လောက်ရှိနေပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေတတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေချင်းဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကရန်ကောင်းနေပါတယ်ဒီလာမယ်ဆက်တလပိုင်းမှာငွေချင်းနဲ့ပတ်သက်ပြီးတော့ငွေတွေစုမိတာမျိုး ငွေတွေရရှိတာမျိုးကိုရရရှိတဲ့ငွေတွေပေးရရှိတဲ့ငွေတွေပေးနိုင်သွားတာမျိုးရရရှိတဲ့ငွေတွေကလည်းအလွယ်တကူရရှိတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်အရန်ကောင်းတာကကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းကံကအရန်ကောင်းပါတယ်ခင်ဗျာဒုတိယတစ်ချံမိတ်ဆွေကံတငယ်ချင်းကံနဲ့ပတ်သက်လည်းအရန်ကောင်းပါတယ်ကိုအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတယ်ဆိုရင်တငယ်ချင်းတွေအကူအညီတောင်းပါတငယ်ချင်းတွေကိုပြောပြပါတို့ရဲ့အကူအညီထောက်ပံ့ကြောင်းကိုမှအဆင်ပြေသွားတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်ရက်ဝေကတငယ်ချင်းမိတ်ဆွေကူညီထောက်ပံ့ကောင်းတွေအများကြီးရရှိပါမယ် တခုတတိထားရမှာကမိသားစုရင်းနဲ့ပတ်သက်တာမိသားစုနဲ့ပတ်သက်ပြီးတော့ကိုအဆင်မပြေမှုလေးတွေဖြစ်နိုင်ပါတယ်အထူးပြုဆန်းရမှာကကိုရဲ့မိသားစုတွေမှာဟိုအိမ်ပူနေတာတွေအိမ်ဆူနေတာတွေနားလည်မှုလွဲနေတာတွေကိုကလည်းပြောရဆိုရခက်တယ်သူတို့ကလည်းနားမထောင်ပြီးတော့ကိုကိုလည်းပြောဆိုရင်လည်းကိုကလည်းနားမဝင်ဒီလိုအခက်အခဲတွေကြုံပြီးတော့အိမ်နွေးရေးတသနာတွေရင်ဆိုင်နေရပါတယ် ဒါကြောင့်မို့တောက်ကြတာတွေအထူးပြုဆိုင်ရမှာကမိသားစုရင်းနဲ့ပတ်သက်ပြီးတော့အထူးပြုဆိုင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အိမ်ချမ်းပြင်းနဲ့ပတ်သက်မယ်ဆိုရင်ဒီလာမဲ့ဆက်တလပိုင်းမှာအိမ်ဝဲတာတွေအိမ်ရောင်းတာတွေခြံဝဲတာတွေခြံရောင်းတာဒီကိစ္စတွေမလောက်တာအကောင်ဆုံးပဲစာချုပ်စာကမ်းနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေရင်ဆိုင်ရတတ်ပါတယ်။တရားတောက်ကြတာတွေဒီလာမဲ့ဆက်တလပိုင်းမှာအိမ်ချမ်းပြင်းနဲ့ပတ်သက်ရင်အကျုံးမပေးတဲ့လာတလာဖြစ်ပါတယ်။ အခြေအနေနဲ့ပတ်သက်မယ်ဆိုရင်ကောင်းပါတယ်အရှင်ပြေပါတယ်တခုဒီထားရမှာကမိမိကအသုံးမချမှုကြောင့်ကိုယ့်ရဲ့အခြေတွေညံ့သွားတတ်ပါတယ်ကိုယ့်ရဲ့ခြေတူကကိုယ့်ကိုချစ်ပါလျက်နဲ့နောက်မကြာခဏကိုယ့်ရဲ့ခြေတူမှာပြဿနာစားတာတွေနားလည်မှုလွဲတာတွေမတရားဆွဆွဲတာတွေအဲ့လိုမျိုးကြာလာနေအများတော့ကိုယ့်အသုံးမချမှုကြောင့်ကိုယ့်ရဲ့ခြေတူကကိုယ့်ဥပိ္ပခာပြုတာတွေကိုယ့်ကိုမချစ်တော့တာတွေပြီးရင်ကိုယ့်ကိုဒစိမ့်ဆန်သွားတာတွေကိုယ့်ကိုစိတ်ကုန်စိတ်ပြတ်သွားတာတွေရင်ဆိုင်ရတတ်တယ်ဒါကြောင့်မို့တောက်ကြတာတွေအခြေအနေနဲ့ပတ်သက်မယ်ဆိုရင် ကိုယ့်ရဲ့ချစ်သူပေါ်မှာတန်လျာစိတ်မထားဘဲနဲ့ချစ်ချစ်ခင်ခင်ကျင်နာလေးဆက်ဆံပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာတခုထိထားရမှာကကိုအလုတ်ထဲမှာပဲဖြစ်ဖြစ်เนาะမိသားစုမှာပဲဖြစ်ဖြစ်ကိုဘလောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေးတစ်ချိန်တစ်ခါလောက် နော်မကောင်းလုပ်မိတာလို့ဖြစ်ချင်းဖြစ်မယ်ကိုကစိတ်တူသောထားထွက်လို့လေသူတို့စကားကြမ်းပြောမိတာလည်းဖြစ်ချင်းဖြစ်မယ်အဲ့လိုမျိုးတစ်ချိန်တစ်ခါတော့သူတို့ဘုံမှာအမားလေးလုပ်မိတာနဲ့ကိုကိုနော်လူโซတယောက်လို့ကိုဘလောက်ပဲကောင်းခဲ့ကောင်းခဲ့နော်တစ်ချိန်တစ်ခါတော့မကောင်းမိတာနဲ့နော်ကိုကို feeling တယောက်လိုမျိုးလေးဆက်ဆံတတ်ပါလေဒါကြောင့်မို့ဂယုမဆိုင်ပါနဲ့အလုတ်ထဲမှာတော့လကောင်းမိသားစုထဲမှာလကောင်းကိုကမှန်အောင်ပဲနေပါစေနာထားပါမြတ်တာထားပါကိုကမှန်နေတယ်ဆိုရင်တော့ဘုသူ့မှာဂယုမဆိုင်ပါနဲ့ ကိုလှုပ်ဆန်စီတာဆက်လုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအိမ်အောင်ရေးနဲ့ပတ်သက်ရန်သူပြုစိုက်ပါခင်ဗျာအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ညံ့သွားတတ်ပါတယ်ဘာကြောင့်ညံ့ပါလဲဆိုတော့မိသားစုရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အိမ်အောင်တွေထိခိုက်တတ်ပါတယ်ဥမာညီကိုမောင်နှမတွေကြောင့်မိဘတွေတက်ကြောင့်ကိုယ့်ရဲ့ပတ်ချံကလည်းဖြစ်ချင်းဖြစ်မယ်သူ့ရဲ့ပတ်ချံကလည်းဖြစ်ချင်းဖြစ်မယ်အဲ့ဒီမိသားစုရေးပြက်နာကြောင့်ကိုယ့်ရဲ့အိမ်အောင်ရေးကလည်းထိခိုက်ပျက်စီးပြိုကွဲတတ်ပါတယ် ဒါကြောင့်အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုရင်မိသားစုရဲ့အထူးမြူဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအိမ်အောင်ရေးအဆင်မပြေတဲ့သူတွေအိမ်အောင်ရေးကြောင့်တောကများတဲ့သူတွေအိမ်အောင်ရေးကြောင့်စိတ်ညစ်နေရတဲ့သူတွေရှိတယ်ဆိုရင်ဘရွေးနောက်မှာကျွန်တော်ရေဒီယာလေးပေးမယ်ဒီရေဒီယာကိုဖျအောင်လုပ်ပေးပါခင်ဗျာအခြေအဆင်မပြေတဲ့သူတွေကလည်းလုပ်လို့ရပါတယ်နော်ရေဒီယာကိုဖျအောင်လုပ်ပေးပါလို့ပဲအကြံပြုချင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်မယ်ဆိုတော့အထူးမြူဆိုင်ပါ ကိုလှုပ်နေတဲ့အလုတ်ကအမြင့်တက်နေရတဲ့အလုတ်တွေနော်ကိုလှုပ်နေတဲ့အလုတ်ကအဝေးကိုသွားနေရတဲ့အလုတ်တွေမလန်းခီးတွေပေါ့နော်သွားမယ်လာမယ်အဲ့လိုလှုပ်ကင်နေတဲ့အလုတ်တွေပြီးအမြင့်တွေတက်နေရတဲ့အလုတ်တွေဆိုအထူးပြုဆိုင်ပါအကျိုးမပေးပါဘူးခင်ဗျာဒီအလုတ်တွေလှုပ်ကင်မိမယ်ဆိုအထူးအထူးပြုဆိုင်ရမှာဖြစ်ပါတယ်ကိုရဲ့အလုတ်ကဟိုငြင်းငြင်းမနေရဘူးအမြဲတမ်းသွားနေရတဲ့လာနေရဒါပေမဲ့ကိုရဲ့အလုတ်တွေက အမြင့်တွေကိုတက်နေရတယ်ဆိုရင် view site မှာလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ဒီလောက်တွေကကိုယ့်အတွက်အကျိုးမပေးဘူးဒီလောက်တွေကကိုယ့်မှာထိခိုက်နာကျင်တတ်ပါတယ်ဒီတစ်ချက်တော့အထူး view site မှာလို့အကြံပြုချင်ပါတယ်ခင်ဗျာကိုယ်ကကံကောင်းကျင်တယ်ဆိုရင်ရရားလေးချီပေါ့နော်ကံလေးတွေကောင်းလာမှာဖြစ်ပါတယ်ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်အားကောင်းပါတယ်ခင်ဗျာဘာသာတရားနဲ့ပတ်သက်ပြီးတော့အထိတ်ထန်တွေဝင်ပါအထိတ်ထန်မိတိတွေစိတ်ပါကိုဖြစ်ချင်တဲ့ဇာတ်တွေပြင်းပြအောင်မြင်သွားမှာဖြစ်ပါတယ်ကျွန်တော်တင်နာပေးတယ်ဘီယိုလေးတစ်ပုဒ်ရှိတယ် နော်ဒီတစားမိုးလာပြည့်ညမှာပြုတ်လို့ရမယ်အရှင်ရေတရာလေးပေါ့နော်ဒါလေးကိုပြုတ်လောက်လိုက်ခြင်းအပြင်မိတ်ဆွေတလားလုံးအရှင်ပြေမှာဖြစ်ပါတယ်အဒီရေတရာကိုလည်းဒါကြည့်ပြအောင်ကြည့်ပါဗီဒီယိုအောက်မှာကျွန်တော်အလင့်လေးခြားထားပေးပါမယ်တွားရောက်ကြည့်လိုက်ပါခင်ဗျာဒီအရှင်ကိုလောက်လိုက်ခြင်းအပြင်လည်းတောက်ကြသားတွေကံကောင်းခြင်းတွေကိုကြည့်ကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့အရှင်လေးလောက်လိုက်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာတောက်ကြသားတွေဖိဖေးမေမေနေနဲ့အထူးဒီထားရမှာကနော် တဟားကျုံနဲ့ပတ်သက်တာအကျုံပေးရကြောင်းတားတွေအတွက်ကြောင့်ကို့မှာစင်ညရာတာတွေပူပန်ရတာတွေသူတို့အကြောင်းကို့မှာတောကများတာတွေတော့ ရင်ဆိုင်ရတတ်ပါတယ်။ဒါကြောင့်တာချိုနဲ့ပတ်သက်မယ်ဆိုရင်တော့အထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာ။သမီးကျိုးကတော့ခံစား권ရှိတယ်။သမီးနဲ့ပတ်သက်ပြီးစိတ်ချမ်းသာစရာတွေဂျုံတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်သမီးကျိုးကတော့ခံစား권ရှိနေပါတယ်။အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့လာပလာဖြစ်။အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အလောက်တက်စတင်ချင်တာလားအလောက်တွေတိုးချဲချင်တာလားအလောက်တွေပြောင်းချင်တာလားဆွေးချင်တာလားအလောက်နဲ့ပတ်သက်ပြီးတော့ ဘယ်အလုပ်မစိုးအကျိုးပေးနေလားလားဖြစ်ရအကြောင်းမို့နော်ရဲရဲတင်းတင်းလောက်ကန်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်အလောက်ကန်မရှိတဲ့သူတွေအလောက်ကန်ရှားဖွေတဲ့သူကလည်းမကြခင်မှာအလုပ်တွေရရှိတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်။မြန်မြန်ဆန်ဆန်ရချင်တယ်ဆိုရင်တော့ဘေးဘက်နောက်မှာကျွန်တော်ရရလေးပြေးမယ်ဒီရရလောက်လက်ချင်အောင်ပြန်ကန်ကောင်းမှုတွေတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ရရအောင်ပြောင်းလုပ်ပြီးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ကံနဲ့ပတ်သက်ပြီးတော့နော်လက်လက်ပတ်တွေဆွင်လာနိုင်နေကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်နေလာတလာဖြစ်ပါတယ် ကန်ဆန်းကျင်တယ်ဆိုရင်တော့ခုနှစ်ပါတဲ့နံပါတ်တွေကအကျိုးပေးတယ်ခုနှစ်ပါတဲ့နံပါတ်တွေကိုစမ်းတက်ကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကန်ကောင်းနေတဲ့အယောင်ကတင်ပြားယောင်ရဲ့အပြားယောင်ရဲ့ကအရန်ကန်ကောင်းပါတယ်အရန်လည်းအကျိုးပေးပါတယ်ဒီလိုယောင်တွေကိုဝတ်ဆင်ချင်အပြင်ကန်ကောင်းမှုတွေကိုကိုယ်စီရောက်ရှိလာမှာဖြစ်ပါတယ်အရန်ကောင်းတာတခုကခီဝေးသွားမဲ့သူတွေခီးထွက်မဲ့သူတွေအလောက်ကိုင်းနေရက်ဝေးသွားမဲ့သူတွေရှိတယ်ဆိုရင်တေးကြပေါအဆင်ပြေသွားမယ်လာသလားဖြစ်ပါတယ် တေချာပေါက်ရက်ဝဲခီးစင်တွေကကိုယ်အချိုးပေးနေတဲ့လှတလာဖြစ်ပါတယ်။အရန်ကောင်းပါတယ်။အခုကျွန်တော်ပြောတဲ့အချက်လေးတွေမိတ်ဆွေကသတိထားနိုင်မယ်ဆိုရင်ဒီလာမယ်ဆက်လာပိုင်းမှာတောက်ချာသားမိတွေကံကောင်းချက်တွေကိုယ်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ကျွန်တော်ပေးတဲ့ရည်ရအောင်လည်းပြောင်းလုပ်ပေးကြပါခင်ဗျာ။ကဲတူတော်များများကတော့ညံ့နေတာတော့မရှိဘူးကောင်းတာလေးတော့များတယ်အထူးတတိထားရမှာကအိမ်တော်ရင်းနေပတ်သက်တာမိသားစုရင်းနေပတ်သက်တာကျမ်းမာရင်းနေပတ်သက်တာ ။နောက်ပြီးအခြေအနေပတ်သက်တာလူမှုရေးနဲ့နည်းနည်းလေးပတ်သက်ဒီအချက်တွေပဲသတိထားရမှာဖြစ်တယ်။ကျန်တဲ့ဟာတွေတော့တော်တော်များများတော့ကောင်းတယ်။ကဲဒါဆိုရင်ကျွန်တော်ရည်ရည်လေးပေးမယ်။ဒီရည်ရောင်လှုပ်လှက်ခြင်းအပြင်ကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ရည်ရောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာ။ကဲဒါဆိုရင်ရည်ရောင်ကျွန်တော်တူတူလက်ကြည့်ကြမယ်ခင်ဗျာ။တောက်ကြသားတွေကံကောင်းခြင်းနဲ့အစဉ်ပြေခြင်းနဲ့ เนาะအိမ်အောင်ရေးတော်လကောင်းစီးပွားရေးကျမ်းမာရေးဆက်ဆံရေးဟာဒီဆက်ရပိုင်းမှာခံကောင်းချင်နေဆိုရင်အခုကျွန်တော်ပေးမယ့်ရည်ရည်နှစ်ခုကိုဖြစ်အောင်လေးလုပ်ပေးပါမခက်ပါဘူးလွယ်ကူပါတယ်လောက်ရောက်မှာကเนาะတောက်ကြာသားမိတွေအတွက်ဘယ်နေ့ပဲဖြစ်ဖြစ်เนาะလုပ်လို့ရတယ်ဉဏ်လေးကောင်းလေးပဲပထမခြေရမှာကနှင်းစီပန်းအနီရောင်အနီရဲရဲလေးတပွေကိုကိုယ့်ရဲ့ပက်ဆန်အိတ်သေးတော်လကောင်းเนาะကိုယ့်ရဲ့ဘဲအိတ်သေးတော်ကောင်းကိုကဆောင်းထားလိုက်ပါထဲ့ထားလိုက်ပါเนาะလာကောင်းရင်တော့စို့လိုက်ပါ ီရေတရားလေးကိုပြုလုပ်ရမှာဖြစ်ပါတယ်ဒီနှင်းစီပန်းကိုဆောင်းနှားချရမယ်ကံကောင်းမှုလေးတွေကိုစီကိုရောက်လာမှာဖြစ်တဲ့မျက်နှာဆန်းပွေ့ခြင်းလူချစ်လူခင်များခြင်းပြောဆိုများအောင်မြင်ခြင်းနော်အိမ်တော်ကြီးတွေတာယာခြင်းအချစ်တွေကံကောင်းလာခြင်းဖူးစာစစ်ဖူးစာမှန်ပေါ်လာခြင်းတွေဂျုံတွေ့မှာဖြစ်ပါတယ်မျက်နှာကလည်းအချစ်တဲ့ရမယ်ကဲကျွန်တော်လိုပေါ့မျက်နှာမြင်တာနဲ့ချစ်ခင်တနာလေဆိုတဲ့အချစ်တဲ့တွေလည်းရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီနှင်းစီပန်းကို ဆောင်ထားလိုက်ပါလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာဒုတိယတစ်ချက်ရေတရားကနော်အုံးရီတစ်ခွက်နဲ့နော်ခြေရမှာဖြစ်ပါတယ်အုံးရီတစ်ခွက်ကိုမိမိရဲ့နေတဲ့အိမ်တော်၎င်းအခန်းတော်၎င်းလှေကားရင်းတော့ရှိမယ်အဲ့ဒီလှေကားရင်းမှာလက်ကိုပြောင်းမြန်လေးကင်ပြီးတော့နော်ဒီလိုလေးတော့အမှန်တော့ကင်ပတ်ပြန်ရမှာပြောင်းပြန် လေကားရင်းမှာအုံးရီကိုပတ်ဖြန်ရမှာဖြစ်ပါတယ်။အဲ့ဒါပတ်ဖြန်ပြီးတော့ကိုကဘယ်လိုလုပ်ရမလဲဆိုတော့ကိုကတုတ်တင်လဲတုတ်လိုက်ပေါ့နော်။ကိုရဲ့အိမ်မဲဆိုရင်တော့လဲရတယ်ကိုထားထားလိုက်။ဆီမြက်ချေတုတ်ဒါတုတ်လိုက်တာကောင်းပါလေပတ်ဖြန်ပြီးတော့တုတ်လိုက်ပေါ့နော်။ဒါလူကြီးတွေချော်လဲမှာလဲစိုးရင်ရတာ ው ။ဒါကြောင့်မို့ပတ်ဖြန်ပြီးရင်တော့တေချာလေးပြန်ပြီးတော့စင်ကြအောင်တုတ်လိုက်ပါ။ဘယ်နေရာမှာဆိုလှုပ်လို့ရရင်နော်ကိုနေတဲ့အိမ်တော်လကောင်အခန်းတော်လကောင်တိုက်တော်လကောင်ဖြေကားရင်မှာလက်ပြောင်းမြန်လေးပတ်ပြန်ခြင်းအားဖြင့်အညံ့လေးတွေပြေပြောက်သွားပြီးတော့ ကောင်းတော့နမိတ်ကောင်းတော့တိတ်ကောင်းတော့ငွေချေကောင်းတော့လက်လံပန်းကောင်းတော့အိမ်ထောင်ကြီးတွေနဲ့ပြည့်စုံမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီရေတရားကိုပြောင်းလဲလုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ကဲကျုံမိတ်ဆွေတွေနားလေသဘောပေါက်ကြပြီထင်တယ်နားမလည်တဲ့သူတွေတော့တိတိကျမသိတဲ့သူတွေမရှင်းတဲ့သူတွေကျွန်တော် comment မှာချက်လောက်မှတ်လာခဲ့ပေးပါခင်ဗျာခဏဝါကြော်ပြောတယ်နော်အဲကစားမိုးလှပြညမှာပြုလို့ရမယ်လောက်ကြီးအရှင်လဲပြုလို့ကြပါလို့လေကျွန်တော်တိုက်တွန်းချင်ပါတယ်ဒါမှပဲမိတ်ဆွေတွေကံကောင်းမှုတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ် ကဲကျောင်းမဆွေတွေနှစ်အစာနှစ်အစုံကောင်းတော်နမိတ်ကောင်းတော်သိကောင်းတော်ငွေချေကောင်းတော်လက်လက်ပတ်နဲ့ပြည့်စုံပြီးတော့ပျော်စွင်သောမိသားစုပွားပျော်စွင်သောချစ်သူပွားပျော်စွင်သောအိမ်တော်ကြီးတွေတာယာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ် ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာဖြိုလင်းဆုံးမတက်ခင်မှာသုံးဆန်တိုင်းအခုကြီးတစ်ခုတောင်းချင်တာကဒီဗီဒီယိုမြင်တာနဲ့ like share ဖို့လွားနှိပ်ဖို့လောဝလောဝမေးပါနဲ့ခင်ဗျာကိုလိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့လူမြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ကထပ်တူကုလိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ like share ဖို့လွားနှိပ်ဖို့မမေးပါနဲ့ခင်ဗျာကဲဒါဆိုရင်နောက်နေ့မှပြန်လည်ဆွေးနွေးကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ